အားလုံးမင်္ဂလာပါ Pro Saver မြောက်ဝကမိမာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Pro Saver ဖြစ်ပါတယ်ယခုဗီဒီယိုမှာတော့ဒီ MCGG skin အစ်ကိုဘယ်လိုမျိုးရအောင်ပြုလုပ်ရမလဲဘယ်လိုမျိုး test တွေပြုလုပ်မလဲဆိုတော့ယခုဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဟာကျတော့မကြက်ကိုကိုဆော်မှာဖြစ်ပါတယ်မကြက်ကိုဆော်တဲ့ခါကျရရှိမဲ့ skin မှာ MCGG skin မှာရှေ့တစ်ခေါက်ဒီမကြက်ကိုကိုစားထွက်တော့ကျွန်တော်ရရှိတဲ့ skin ကကျတော့ H bar ရဲ့ MCGG skin ဖြစ်ပါတယ်ယခုကကျတော့ Greener ရဲ့ MCGG skin ဖြစ်ပါတယ် ဒီရားကြတော့ကျွန်တော်တို့ magic chat gain ဆော့မှာဖြစ်ပါတယ်9 on ဆော့ပဲဗျာပွဲ30ကျွန်တော်တို့9 on ဆော့မှာဖြစ်ပါတယ်ဒီတော့ mix တော့တရက်မှာ2ပွဲ9 on ဆော့ဒါဆိုရင်တော့ဒီ green eye skin ရရှိမှာဖြစ်ပါတယ်9 on ဆော့တယ်ဆိုတာကကျွန်တော်ဒီ124ပေါ့နော်124 win on ဆော့တယ်ဆိုရင်ဒါ9 on လို့တတ်မှတ်လို့ရတယ်ဒီ5 to 8ရောက်မယ်ဆိုရင်တော့ကျွန်တော်ကရှုံးတယ်ကျေရော့တော့ပေါ့နော်ဒီ classic versus raw ဆိုတော့ပေါ့နော်ကြိုက်တဲ့ ွဲမျိုးစားကျွန်တော်တို့စောလေးရတယ်အဲ့ဒီခါကျရင်ကျွန်တော်တို့1 2 4 winner နဲ့နိုင်တယ်လို့သတ်မှတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့က1 2 4 winner ရောစောနိုင်တဲ့အဆင်ပြေပါဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့ကပွဲ30နိုင်အောင်မစောနိုင်ဘူးဆိုရင်တော့ပွဲ20လောက်နိုင်အောင်စောရင်လေဒီစိန်ခုံကြီးတက်စီကိုကျွန်တော်ပုံမှန်လုပ်မယ်ဆိုရင်လေဒီ MCG skin အစ်ကိုရရှိမှာဖြစ်ပါတယ်ရှင်းပြောရရင်တော့ကျွန်တော်ဒီ magic check ကိုစောခိုင်းရမယ်ဗျာ magic check ကိုကျတော့ကျွန်တော်ဒီ yahoo play store မှာလည်း download ရနေပြီ download ပြီးတော့ကျွန်တော်တို့ဒီမှာ account နဲ့ချိန်ပြီးတော့ကျွန်တော်စောမှာဖြစ်ပါတယ် yahoo ဆိုရင်လေဒီ MCG မှာဆိုရင် promo diamond event ရောက်ရှိနေတယ်ဒီတော့ ွဲတွေကတော့တနေ့မှာသုံးပွဲဆောင်အောင်ပဲဗျသုံးပွဲဆောင်မယ်ဆိုရင်ပရိုမိုဒိုင်းမွန်တွေရရှိအောင်မယ်ဒါမှမဟုတ်မိတ်ဆွေရဲ့ဒီ friend တွေကိုခေါ်နိုင်မယ်ဆိုရင်လည်းပရိုမိုဒိုင်းမွန်တွေထမဲရရှိအောင်မယ်ဒီ MCG မှာလည်းပရိုမိုဒိုင်းမွန် event ဆောင်ရှိနေတယ်ဗျဒီတော့ကျွန်တော်တို့ကတနေ့မှာသုံးပွဲပဲဆောအဓိကနှစ်ပွဲနိုင်အောင်ဆောပေါ့နော်နပွဲလောက်နိုင်အောင်ဆိုဒါဆိုရင်လည်းကျွန်တော်ဒီ MCG skin အသေးရရှိမှဖြစ်ပါတယ်အဓိကအဖြစ်ကျွန်တော်ဒီ magic ကိုကိုမှာ game ပွဲများများဆော့ပဲဗျာ game ပွဲများများဆော့ ဟိုရ30နိုင်တာနဲ့ကျွန်တော်ဒီ SG skin ကိုရရှိမှာဖြစ်ပါတယ်အကယ်ကျွန်တော်စိန်ခေါ်ဂျင်းတက်စ်မလောက်ဘူးဆိုရင်တော့ပွဲ30ပဲနိုင်အောင်ဆိုတော့ဒါဆိုရင်တော့ SG skin ရရှိမှာဖြစ်ပါတယ်ဒါကကျတော့မသိရတဲ့ player တွေပေါ့နော်ယခုဆိုရင်လည်းအမေးများနေတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ယခု video မှာနားရလောင်ရှင်းပြပေးတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ယခုအမေးများနေတဲ့ event တွေခုပေါ့နော်ဒါကကျတော့ free skin event မှာတချို့တော့ player မှာဆိုရင်ဒီ spawn bot ရဲ့ cyclone skin ပေါ်တယ် ဒါမဲ့ကျွန်တော်တို့မှလည်း cyclo skin မပေါ်ပေါ့နော်။ဒါကြောင့်သူကဒီမှာ epic skin ပဲပေးမယ်လို့လည်းသိတာရတယ်။ဒါမဲ့ကျွန်တော်တို့တချို့တော့ server မှာဆိုရင်တော့ဒီ cyclo skin ကတော့ရရနိုင်တယ်။ဒါမဲ့ကျွန်တော်တို့ဒီမြန်မာ server မှာတော့ဒီဟာပေါ်တယ်။တချို့လူကလည်းပေါ်တယ်လို့ပြောနေတယ်။ဒါမဲ့လည်းကျွန်တော်တို့ VPN ခံပြီးဝင်ရင်တော့ပေါ်တယ်လို့လည်းပြောကြတယ်။ဒါမဲ့ကျွန်တော်တို့ VPN ခံလို့ချက်မပေးဘူး။ VPN ခံတာနဲ့ server ရဲ့ error တက်တယ်ဗျာ။ကျွန်တော် gain ဆော့မယ်ဆိုရင်ပင်လက်တဲ့နေပါလိဖြစ်နိုင်တယ်။ဒါကြောင့်ကျွန်တော်တို့ VPN ခံလို့ချက်မပေးဘူး။ကျွန်တော်ကမပေးရင်တော့မယူနဲ့ဗျာ။ ဒါမှမဟုတ်ဒီယခုချိန်မှာမပေးရတယ်နောက်တစ်ချိန်မှာတော့ तू က event တစ်ခုနဲ့ထပ်လာနိုင်တယ်ကျွန်တော်ဒီ server တွေကမတူတိုင်းဖြစ်တော့တချို့ server မှာဆိုရင် free နေနဲ့ပေးမှာတချို့ server မှာဆို event နေနဲ့လာနိုင်တယ်ဗျာဒါကြောင့်ကျွန်တော်လည်းစောက်ဖို့အကြံပေးပါတယ်ယခုဒီမှာ free skin ပေးရဆိုရင် free skin ပဲယူပါ small ball skin ပေးတဲ့ခါကျမှကျွန်တော်ယူပါတော့ဒါပေမဲ့မွန်တော်နေရကျွန်တော်တရားဝင်ထုတ်ပြန်ခြင်းပါခြင်းမရှိတာဖြစ်တော့ကျွန်တော်လည်းအထူးကြမသိသေးဘူးပေါ့နော်ကဲယခု video ကတော့ ဒီလောက်ပါပဲယခုဗီဒီယိုဒီလောက်နဲ့ပဲဆုံးသက်ချင်ပါတယ်ဗီဒီယိုကိုဆုံးရှုပြတဲ့သူအကျေးဇူးတင်ရှိပါတယ်ခင်ဗျာကဲနောက်ဗီဒီယိုပဲလည်းစနေကြပါဘိုင်